င်္ဂလာပါဒါနောက်ထပ်အောင်ပွဲပေါ့အဲ့တော့ခမရ၅ခုရှိအဲအောင်ပွဲအကြောင်းကျွန်တော်ပြောကြမယ်ကျွန်တော်တက်ဖွဲ့နေဆက်သွဲပြီးတော့မိသားအလေးလည်းရှိတယ် အဲ့တို့ပို့ပေးထားတဲ့အတန်ဖိုင်လေးလည်းကျွန်တော်ဖွင့်ပြမယ်ပေါ့နော်အဲဒီဒီဟာကြတော့ကျွန်တော်ဟိုလာတရင်ဌာနချုပ်ပေါ့နော်အဲစစ်ကောင်စီရဲ့နောက်တန်းတရင်ဌာနချုပ်ကြီးအဲ့ဒါကိုကျွန်တော်တက်ဖွဲ့တွေကဝင်ကျုံးတာနောက်ထပ်မိုက်တဲ့ဟာတစ်ခုကအဲ့ဒါလုံးဝ PDF only PDF တက်ဖွဲ့တွေကြီးပဲဝင်ကျုံးတဲ့တိုက်ပွဲအောင်မြင်မှုပေါ့နော်အဲပြီးတော့ဒါမဲ့အဲ့ဒါကလည်းအဲအရာကိုမပါလို့ဘာလို့ဆိုတဲ့ဟာမျိုးပြောမှဆိုလို့တခါလေးပြောရရင်ဒါဥဆောင်မှုတမင်ပေးတာပေါ့နော်အဲတက်ဖွဲ့တွေကိုကနေကိုတကယ်လုံနိုင်တဲ့ရေချင်းပြေးွားတဲ့သူတွေဖြစ်နေပြီအစင်းသင်းဖြစ်နေပြီဆိုတဲ့ဟာမျိုးတိအောင်လို့ဒါမျိုးပုံစံမျိုးတမင်အဲဥဆောင်မှုပေးတာမျိုးဆိုပြီးတော့လည်းတိ ရတယ်ဒါအဲကျွန်တော်ဒီဘက်ဒါအရာဘက်ကအကြီးပိုင်းအကောင်းဆုံးတယောက်နဲ့ဒါပြောရတဲ့ခါမှာအဲဒီလိုရည်ရွယ်ချက်လေးရှိတယ်ဆိုတာကိုလည်းသိရတယ်ပေါ့နော်အဲ့ဒါလည်းတကယ်မိုက်တယ်အဲတပ်ဖွဲ့တွေအတွက်ကအဲခုငါတို့ငါတို့ဒါမျိုးတွေလုံနိုင်နေပြီဆိုတော့စိတ်ကြီးပေါ့နော်နောက်တိုက်ပွဲတွေအတွက်ကအစားဒါတကယ်စိတ်ခွန်အားပြီးလိုက်တာ ਨੇ အတူတူပဲပေါ့နော်ဒါပေမဲ့စီစဉ်တဲ့ပုံစံမျိုးတွေအဲစီရေးကြံကြံပေးတာမျိုးတွေကတော့ရှိတာပေါ့လေနော်ဒါပေမဲ့ခုနလိုတခါကြီးတိုက်ပွဲဝင်တဲ့ခါမှာတော့လုံသွားကျွန်တော်မျှော်လင့်နေတဲ့အတိုင်းကြီးဖြစ်လာပြီပေါ့နော်အဲ့တော့အဲ့ဒီစကန်စကန်ဆိုတာဒါတည်ရင်ဌာနချုပ်ကြီးတည်နေတဲ့တိုက်ပွဲမှာဒါ81နောက်ပွင့်နေရတယ် .5 ရတယ်ပွိုင်းပိုင်းဇလက်2လက်81နောက်ပွင့်ဇလက်2လက်ပေါ့နော်60ပြောင်းလို့ဆို10လောက်ရတယ်လက်နဲ့ငယ်တွေအများကြီးရတယ်အဲ့ဒါကလည်းနောက်ထပ်ဒါလာမဲ့နောက်ထပ်တိုက်မဲ့တိုက်ပွဲတွေအတွက်ကိုတကယ်အထောက်အကူတွေဖြစ်ကုန်ပြီလက်နဲ့ကြီးတွေရတာဗျာအဲ့ဒါကြီးရတော့တကယ်အားရစရာကောင်းတယ်ဝမ်းသာစရာကောင်းတယ်ပြီးတော့ဒါတပ်ဖွဲ့တွေကဒီဒီတိုင်းဌာနချုပ်ကိုတိုက်ခိုက်သိမ်းပိုက်ဖို့အတွက်ကိုအဲပြင်ဆင်နေပြင်ပြင်ဆင်နေဆိုတာထပ်ပေါ့နော်ဒါအစီအစဉ်ဆွဲတဲ့ဟာကတော့ဒါတလလောက်ဒါဆွဲရတာမျိုးလုပ်ခဲ့တယ်ပေါ့နော်ဒါပေမဲ့တကယ်တကယ်ဝင်ကြုံတဲ့အချိန်မှာ9ရက်နေ့ဒါကတ်တယ်10ရက်နေ့တိုက်ဖြစ်တယ်လုံးဝ ညကြတော့ရသွားတယ်ပေါ့နော်အဲ့လိုပုံစံမျိုးကြီးဖြစ်သွားတာအဲဒါလည်းဟိုဟာပေါ့ဟိုတပ်ဖွဲ့တွေဘယ်လောက်ထိဒါစနစ်တကျနဲ့လှုပ်ထားသလဲပြီးတော့ပူးပေါင်းပြီးတော့လှုပ်ဆောင်တဲ့ခါမှာအဲဘယ်လိုမျိုးလှုပ်ဆောင်ရင်းနေပေါ့နော်အဲအောင်မြင်မှုတွေရအောင်ယူနိုင်နေပြီလဲဆိုတဲ့ဟာကိုလည်းသိတာစီတယ်အဲ့ဒါနဲ့ပတ်သက်လို့ကျွန်တော်မေးကြည့်တယ်ပေါ့နော်ဘယ်လောက်ထိခက်ခဲသလဲဆိုပြီးတော့မေးထားတာလည်းရှိတယ်ဘာလို့လဲဆိုတော့အေးရှိသမျှလေရင်အကုန်လာတာလို့လည်းသိရတယ်ပေါ့နော်အဲ့ဘက်မှာဒါလောကလက်နေကြီးကလည်းရှယ်ပစ်တယ်အဲ310စင်ရွာဂျိုးလေးတည်းသမိန်အဲ့ဘက်ကနေပြီးတော့လည်းအကုန် defense နေပေါ့နော်အဲအဲ့ဘက်အချမ်းကနေပြီးတော့အကုန်လုံးရှိသမျှပစ်ကူပစ်အားအကုန်တုံးပြီးတော့တိုက်တာမျိုးတွေလုပ်တယ်စစ်ကူလွှတ်တယ်ဒါရီယာစတပ်ဖွဲ့တွေက တဆင့်ချင်းစီလှုပ်ဆောင်သွားတဲ့ဟာပေါ့နော်အဲ့အဲ့ခန်းနဲ့အခက်ခဲနဲ့ပတ်သက်လို့အဲဂေမင်းမှာတိုက်ပွဲဝင်ခဲ့ကြတယ်တော်လိုင်းတစ်ဖက်ဝင်တယောက်ရဲ့ဒါစကားကိုလည်းဒါကျွန်တော်ဖွင့်ပြချင်တယ်ပေါ့နော်ခက်ခဲလားမေးလို့ရှိရင်ကျွန်တော်ဖားပေါ်မှာတနစ်နေတာတနစ်လုံးမှလေးရဲ့အချိန်ရေအမ်900 800ပဲဖြစ်ခဲ့ဒီမှာကတနေကုန်ရှိသမျှလေးအကုန်လာခြေသားလာတော့မှန် UAV တွေရောပေနေရကုန်310ရလက်နဲ့ကြီးအဲပြီးလို့ရှိရင်ဟိုဆေးရွာဂျိုးလေးက122တွေပေါင်းလုံးပေါင်းလုံးအကုန်ဝက်မီတမရဟာနဲ့အကုန်ပြစ်ခံရတယ် ခက်ခဲတာတော့မပြောနဲ့အဲ့ဒီကြားထဲကရအောင်လုပ်ရတယ် အဲ့တော့မိုက်တယ်ဗျာဒါပြောသွားကြားတဲ့အတိုင်းပဲပေါ့နော်လောကရှိသမျှလေရင်အကုန်လာပြစ်သလားတော့မှတ်ရတယ်ပေါ့နော်အဲတကယ်ပဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဒီကောင်းနေခုခံတာတော့မှမရတော့ဘူးအဲ့ကြားထဲမှာအောင်မြင်အောင်လုံနိုင်နေဆိုတဲ့ဟာတပ်ဖွဲ့တွေဘလောက်ဆွမ်းရင်ရှိနေပြီလဲဆိုတာကိုဒါကပေါ်လင်းစေတယ်ပေါ့နော်ပြီးတော့ရုတ်တရက်ကြီးချတာစင်းနှီးပြူကကောင်းနေဗျာပြောရရင်ဗျာရုတ်တရက်ကြီးခုနှစ်ရက်နေကပ်ပြီးတော့ရှစ်ရက်နေဟုံးနေဆိုပြီးတိုက်ပလိုက်တဲ့ဟာကြီးရတယ်တကယ်မိုက်တယ်ပေါ့နော်အဲ့တော့ဟိုကောင်ကဘာမှကိုလုံချိန်မရဘာမှကိုပြင်ဆင်ခြင်းမရတဲ့အနေထားထွက်ပြေးကောင်းတဲ့အနေထားပေါ့နော်တကယ်မြေပြင်ကပြောလာတဲ့စကားတွေနားထောင်တဲ့ခါမှာဟာချက်သိနေတော်ထားတယ်ပေါ့နော်အဲပြီးတော့ဒီအိုက်တက်ကသူကရှီလန်းထွက်နေတာဒီကောင်ကဘာကပြောမှမလို့ကြိုးပြောထားတာ တာကျွန်တော်ဘာလို့လဲဆိုတော့အိုက်တက်ကဒါပေါ်စဲကိုဘက်မှာရှေ့တန်းထွက်နေတယ်ဆိုပြီးသိရတယ်တဲမူတုတဲမူတက်မှာမရှိဘူးဒါပေမဲ့ဌာနချုပ်တခွဲမှုရှိတယ်ပေါ့နော်အဲနောက်ချန်အင်အားအနေနဲ့ပြောမယ်ဆိုရင်ဒါ30နဲ့50ကြားရှိတယ်ဒါပေမဲ့လာပေါင်းတဲ့အင်အားတွေစစ်ကူအင်အားတွေနဲ့ပေါင်းမယ်ဆိုရင်တရာကျော်ပတ်ချာတယ်မှာရှိတယ်အဲအဲ့အဲ့လိုမျိုးဒါသူ့ဘက်ဆို30ပဲရှိရှိ40ပဲရှိရှိအဲ့လိုမျိုးနောက်တန်းတရင်ဌာနချုပ်ကြီးကိုတိုက်ဖို့အတွက်ဆိုရင်ကျွန်တော်တို့ဘက်ကပြစ်ကူပြစ်အားအင်အားလက်နက်ခဲရံအများကြီးပဲကျွန်တော်တို့အသုံးပြုပြီးတိုက်ရတာမျိုးဖြစ်တယ်အဲ့လိုဆိုတက် area အတိအတိုင်းပဲဗျာတက် area ဟိုအေကရာနဲ့ထောင်နဲ့ခြေတက်တွေတောင်ရှိတယ်ပေါ့နော်အဲ့လိုတက် area ကြီးအခြေအဲ့လိုနေရာမျိုးကိုတိုက်ခိုက်ဖို့ အတွက်ကိုဒါတက်ဖွဲ့တွေကအများကြီးစူးစမ်းကြရတယ်ပေါ့နော်ပြီးတော့အဲဌာနချုပ်တက်ခွဲမှုပေါ့နော်အဲနောက်ချံမှာသူတို့ဌာနချုပ်တက်ခွဲမှုဦးစီးပြီးတော့ဒါသူတို့ခုခံတာပေါ့အဲ့ဌာနချုပ်တက်ခွဲမှုကလည်းကောင်းပါတယ်ပေါ့နော်အဲတော့ဒါပေမဲ့လည်းပြင်းရင်လွှားရင်းနဲ့ပဲဒလိုင်းတက်ဖွဲ့တွေနဲ့တိုးပြီးတော့ခုနကလိုရှော့အဲရှော့ဒါအားလုံးမျှော်လင့်နေတဲ့စကားပေါ့နော်ရှော့အဲအဲ့လိုအစဖြစ်သွားတယ်အဲပြီးတော့ သူတို့ကဘာလို့သူကလက်နှချဖို့အဲတလိုင်းတက်ဖွဲ့တွေဘက်ကပြောတယ်ဗောနော် လက်နှချဖို့ပြောတယ်ပြောတဲ့အချိန်မှာသူကဘာလို့တောင်းခံနေတယ်လဲဆိုတော့လာမယ့်စစ်ကူကိုလည်းသူကတောင်းနေဟိုဟာဟိုစောင့်နေဗောနော်ပြီးတော့ကြာလေချောင်းပစ်ကူကိုလည်းစောင့်နေအဲစောင့်ပြီးတော့သူကတောင်းခံနေဗောနော်လုံးဝခေါင်းမာနေပုံစံမျိုးဘာတွေခေါင်းမာနေမှမသိဘူးဗောနော်တက်ဖွဲ့တွေကစောင့်ဗောနော်သူတို့တော်တော်အချိန်နေဆိုးနေအောင်လည်းတိဘာလို့လဲဆိုတော့တည့်ရက်နေထွက်ပြီးတော့တခြားနေရာဘက်ပါထွက်ပြေးနေရတဲ့အစ်စ်နေတွေဖြစ်ကုန်တာအဖြစ်ကုန်တာမဟုတ်လို့ပူပေါင်းခိုင်းတာကိုမပူပေါင်းမင်းနဲ့ပြင်းလွှိုင်းနေတက်ဖွဲ့တွေနဲ့တိုးပြီးတော့ဒေကြအများကြီးရှိတယ်ပြီးတော့အဲအဲ့ဒါနဲ့ပတ်သက်လို့ဗောနော်ဒါလေရင်နဲ့လာကျဲ တဲ့အချိန်မှာလည်းသူ့လူသူကျဲမိပြီးတော့တည်တာရလည်းရှိတယ်။တိုက်ပွဲထဲမှာတည်တာရလည်းရှိတယ်ပေါ့နော်။အများကြီးပဲအများကြီးပဲအဲ့လိုမျိုးပုံစံမျိုးနဲ့ဒီကောင်နေအဲလုံးဝမရှိမလှပြီးပွဲသိမ်းကြတယ်ပေါ့နော်။အဲ့တော့အဲ့ဒီဟာနဲ့ပတ်သက်လို့လည်းသတင်းတပ်ဖွဲ့ဝင်ပြောထားတဲ့ဟာလေးကိုတစ်ချက်နားထောင်ကြည့်အောင်ပေါ့နော်။ဒီကဒီကောင်နေရဲ့အနောက်ဘက်ကံကစစ်ကူနဲ့လက်နက်ကြီးပစ်ကူအန်ဒရုအဲ့ဒါကြီးမျောလင့်ပြီးတော့အနားမှာစောင့်နေရထင်ပါတယ်။စစ်ကူတက်လာတဲ့ကောင်နေလေတည်ပြီးတော့စစ်ကြောကလည်းမတက်နိုင်တော့ဒီတရင်ပေးမှာပူပေါင်းလို့ပြောတဲ့ကိစ္စကလည်း bà đi xuống gì này mình đi, mà tông ban thì có cái ly thì có nhái vậy. အဲ့တော့ဒီဥဆောင်တဲ့ကောင်နေပေါ့နော်ဥဆောင်တဲ့ကောင်နေဆုံးဖြတ်ချက်မပြတ်သားတာတွေအခုနလို့ကောင်းမွန်မှသိမယ်ကောင်းမွန်မှတာတွေကြောင့်မလို့လောက်ငွေသားတွေရဲ့အသက်တွေဘဝတွေအများကြီးပေးရတယ်ပေါ့နော်တပ်ဖွဲ့ဝင်တွေကတော့လူသားချင်းစာနာပါတယ်ခုနလို့သူတို့မနိုင်မန်းတိတဲ့တိုက်ပွဲတစ်ခုသူတို့ဆက်မတိုက်စေချင်ဘူးလူသားချင်းစာနာလို့လက်နက်ချခိုင်းတယ်ဒါတော့မှပဲကောင်းမှားတယ်ဆိုတော့ဒါမတက်နိုင်ဘူးပေါ့နော်အဲ့လိုအနေထားမျိုးတွေဖြစ်သွားတယ်ဒေတာတွေလည်းအများကြီးပဲတဲ့ဖမ်းမိရည်လည်းအများကြီးပဲတဲ့ဒါလည်းအားရစရာပဲပေါ့နော်တစ်ဖက်ကပြန်ကြည့်ရင်နော်တော်လိုင်းဘက်ကပြန်ကြည့်မယ်ဆိုရင်တော့ဒါတွေအကုန်လုံးအားရစရာကောင်းတယ် အဲပြီးတော့ဒါစစ်တုံမန်းနေလဲအများကြီးရမယ်လို့ဒါသိရတယ်ဗောနော်သိရတယ်မိသားစုဝင်တွေပါတယ်ကလေးတငယ်တွေပါတယ်အဲပြီးတော့စိတ်မကောင်းစရာတခုဗောနော်အဲ့ဒါကတော့ဒါဘိုကင်းဗောနော်ဘိုကင်းကိုတော်လိုင်းတက်ခွဲတွေကဝင်ရောက်ပြီးတော့ရှင်းလင်းပြီးတော့အဲပစ္စည်းတွေတည်နေတဲ့အချိန်မှာဟိုလိုပေါင်ကားရဘိုးနှလုံးလာကျဲတယ်ဗောနော်လာကျဲတော့ထိခိုက်တန်ရာရတာရှိတယ်အဲနောက်တစ်ခုကအဲသူ့ရဲ့မိသားစုဗောနော်အဲဓာကြီးရဲ့ရင်းသားစရာကြီးပြပါဘာလို့လဲဆိုတော့ဒီစစ်သားတွေရဲ့မိသားစုတွေကိုကဲထုတ်နေရင်းနဲ့ဟိုနော်လိုရင်းလာကျဲချလို့ထိသွားတဲ့တော်လိုင်းတက်ခွဲတွေရှိအဲ့တော့ဟို စိတ်နာမယ်ဆိုနာစရာကြီးပေါ့နော်မင်းတို့ငါတို့ရဲ့ရန်သူဖြစ်တဲ့မင်းတို့ကိုကယ်နေနေငါတို့ရဲဘော်တွေထိခိုက်တာဆိုတော့အာမျိုးတွေးမယ်ဆိုရင်တကယ်စိတ်နာစရာကြီးအဲတော့ကျတော့အဲ့ခေါင်းမာတဲ့ကောင်နေဆိုရင်ကျွန်တော်တို့ကဘယ်လိုစီရင်သင့်တယ်လဲဆိုတော့ဟာကိုဒီအောင်ကြည့်လိုက်ဒီဖြစ်စဉ်ကိုကြည့်ပေါ့နော်အဲတော့သူတို့တကယ်သာဟိုဟာပေါ့နော်အဲခုနလိုအညံ့ခံပြီးတော့ကောင်းကောင်းမွန်နေမှာဟဲ့ဆိုရင်တပ်ဖွဲ့တွေကအသက်တွေပါရင်းပြီးတော့ကယ်ထုတ်ပေးရတယ် အဲ့လိုမျိုးကဲထုတ်ပေးရတဲ့ဒါကြားရရမှာပေါ့နော်အဲတော်လိုင်းတက်ဖွဲ့ဝင်တွေထိခိုက်သွားတယ်ကြာဆုံးလာတယ်ရှိတယ်ပေါ့နော်အဲ့တော့ဒါကတစ်ဖက်မှာပြန်ကြည့်မယ်ဆိုရင်ရန်သူကိုကင်ရင်းနဲ့မှာထိခိုက်သွားဖြစ်တဲ့အတွက်ဟာရင်နာစရာကြီးပြပြီးတော့အဲစစ်ကောင်စီဘက်ကစစ်သားမိသားစုတွေအနေနဲ့စဉ်းစားမယ်ဆိုရင်လည်းငါတို့ကိုခိုင်းတော့ခိုင်းတယ်ငါတို့ကိုအသေးခံခိုင်းတယ်တိုက်ခိုင်းတယ်ဒါပေမဲ့ငါတို့လုံးဝမတက်နိုင်တော့လို့ငါတို့ခုလိုမျိုးလက်နှချပါတယ်ငါတို့ခုလိုမျိုးအညံ့ခံပါတယ်ဆိုတဲ့အချိန်မှာငါတို့ကိုဘာလို့လာတက်တာလဲဆိုတဲ့ဟာမျိုးကိုလည်းတွေးတင်မင်းတို့စစ်တပ်ကဘယ်တော့မှတန်ဖိုးမထားဘူး မင်းတို့အခုဒါခုခံရမဲ့ဒါမြင်နေရတွေတက်စကန်နေလက်နက်တွေကဲရန်နေဒါတွေကိုပဲတံမိုးထားတာလူရဲ့အသက်တွေကိုတံမိုးထားတာမဟုတ်ဘူးဆိုတာကိုလည်းဒီဖြစ်စဉ်တွေကပေါ်ပြနေတယ်ပေါ့နော်အဲတော့ကျတော့ခေါင်းမာတယ်ဆိုရင်တော့ခေါင်းမာသလိုလောက်အဲ့လိုမှမဟုတ်ဘူးဆိုရင်ဇလင်းတက်ဖွဲ့တွေပူပေါင်းမှုပြောတဲ့အချိန်မှာအသာတကြီးပူပေါင်းအဲ့ဒါဆိုရင်တော့အသက်ရှင်တန်ခွင့်ရမယ်ပေါ့နော်အဲပြီးတော့ဒီကတန်ရရတဲ့အနေနဲ့ကြည့်မယ်ဆိုရင်လည်းအဲ့လိုမျိုးဒါရှင်းလင်းနေတဲ့အချိန်မှာလာကြသွားလို့ဒါ10ရောက်15ရောက် လောက်ကတော့ဒါထိခိုက်တယ်ပေါ့နော်အဲကြာရှုံးလည်းရှိရှိတယ်ဒါကတော့နှစ်ဖက်တိုက်ပွဲဖြစ်တဲ့ဟာဖြစ်တဲ့အတွက်ပေါ့နော်အဲထိခိုက်ကြာရှုံးကတော့ရှိတယ်အဲဒါပေမဲ့လည်းဟိုလိုဒါအကျိုးမြတ်နေနဲ့ပြန်တွက်ကြည့်မယ်ဆိုရင်တော့ဒေါ်လာရင်းတက်ဖွဲ့တွေကအများကြီးအောင်မြင်မှုရပါတယ်ပေါ့နော်နောက်တစ်ခုကဒါကျွန်တော် ဲတလိုင်းတပ်ဖွဲ့ဝင်နေတဲ့ခါပဲပေါ့နော်ဒါကောင်းဆောင်နေအရာတွေကကောင်းဆောင်နေအချို့ဖွဲ့နေပြောရတဲ့ခါမှာသူတို့တိပေးခိုင်းတာလေးရှိတယ်အဲ့ဒါတော့တိုက်ပွဲနေမြေထဲမှာတိုက်ပွဲဝင်နေရတယ်ဒါတပ်ဖွဲ့ဝင်နေအနေနဲ့ပေါ့နော်အခုလိုမျိုးဒါတရင်ဌာနချုပ်တွေဝင်ရောက်တိုက်ခိုက်သိမ်းပိုက်တဲ့ခါတွေမှာကျွန်တော်ဆက်သွေးစကားပြောနည်းတွေကိုကျွန်တော်ဟိုလုံးဝစကားပြေနဲ့ပြောတဲ့ပုံစံမျိုးမဟုတ်ဖဲနဲ့ပေါ့နော်အဲ ဒါလုံးဝကိုယ့်ရဲ့သင်္ကေတတွေကိုယ့်ရဲ့စကားပြောတွေအဲကိုကိုယ်တိုင်တည်ထွင်ထားတဲ့ကိုယ့်ရဲ့ဆက်သွယ်မှုနဲ့ပတ်သက်တဲ့ဟာမျိုးတွေကိုပဲသုံးစီခြင်းတယ်ဗောနော်။ဘာလို့လဲဆိုတော့ဒါလေချောင်းလာပြီးဖြည့်ဆိုတဲ့ခါကျရင်ဒီဆက်သွယ်ရေးဆက်တွေကသူတို့လည်းရတာရှိသလိုကိုကိုယ်တွေလည်းရတယ်ဗောနော်။ဒါပေမဲ့အတိအကျနေရာမျိုးတွေတည်သွားတဲ့ခါကျတော့ဟိုဘက်ကတိုက်ခိုက်ရတာပိုပြီးလွယ်ကူတယ်ဗောနော်။အဲအကြောင်းလို့ဒီဟာနဲ့ပတ်သက်လို့လည်းသတိပေးပေးပါအောင်ဆိုပြီးတော့ပြောတာရှိတယ်။ဘာလို့လဲဆိုတော့ထားပါတော့ကျွန်တော်တို့ဒါတပ်ဖွဲ့တွေကပိုကင်းနဲ့ဝင်နေအေးရောက်လာတော့ပိုကင်းကိုရောက်နေပြီဆိုတော့စကားတခုံအဲစကားတခုံကိုနားထောင်ပြီးရတယ်ပိုကင်းနေရာတက်တဲ့ကိုလင်းဘုံကျတာမျိုးတွေလောက်လာနိုင်တယ်ဗောနော်။အဲငါတို့ကတော့ဒါလိုင်းငံဘက်ကိုရောက်နေပြီးအချက်ကြီးကြီးတာဘက်စစ် သေးတာပဲဒါမျိုးတွေရောက်နေပြီဟဲ့ဆိုပြီးတော့ပြောလိုက်တဲ့ခါလေးမှာလည်းခုနလိုဒါပြေပုံညုံကြည့်ကြတဲ့လာကျဲတာမျိုးတွေလောက်တက်တယ်ပေါ့နော်အဲဒါကြောင့်မလို့အဲ့ဒါနဲ့ပတ်သက်လို့လည်းဒါလုံးဝသတိထားဖို့ပေါ့နော်သတိထားဖို့အဲကိုအောင်မြင်မှုရနေပြီဆိုရင်တော့မှပဲပေါ့နော်ဒီပြောဆိုတုံးတုံးတွေကိုကျွန်တော်တို့နည်းနည်းသတိထားပြီးလောက်ဆောင်စီခြင်းလဲဆိုပြီးတော့ဒါလေးမှလို့ဒီလိုလေးကုညီတောင်းလို့အခုလိုမျိုးလေးပြောပြခြင်းဖြစ်တယ်ပေါ့နော်အဲနောက်တစ်ခုကတော့ဒါတက်ဖွဲ့တွေကြွေးကြော်လဲဟာရှိတယ်ပေါ့နော်အဲ့ဒါကတော့ ျွန်တော်က drone မပါပဲကြိတ်တာနော်တဲ့ drone မပါပဲကြိတ်တာ drone မပါပဲကြိတ်တာဆိုကျွန်တော်အန်အောသွားတာဟာ drone တော့မဘလို့မပါလဲပေါ့နော်ကျွန်တော်တို့ဘိုကင်းတို့တန်ရင်ရုံးလို့ရပြီဆိုတဲ့အချိန်မှာဒီ drone တက်နိုင်တာတဲ့ဘာလို့လဲဆိုတော့ဒီနေရာတွေမရခင်တုန်းကဒါခက်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 တိုက်ရတဲ့အနေအထားမျိုးဗျာဟိုပြောရမယ်ဆိုရင်တို့ရဲ့ဂျမ်မာလိုဟာမျိုးတွေဒါမျိုးတွေကအရန်ကောင်းလုံးနေလို့ drone တွေတက်ခွင့်မရတာလားပေါ့နော်အဲဒါမျိုးကိုကျွန်တော်ပြန်စဉ်းစားရတယ်အဲဟာလုံးဝပြန်စင်းစားပြီးခါကြမှာဟာငါတို့ကဝေဟင်ပြစ်ကူမပါဖင်းနဲ့ကိုပဲဝေဟင်အကဲကြည့်မပါခင်ဖင်းနဲ့ကိုပဲပေါ့နော်လုံးဝ PDF only တက်သိနေတာပါလားဆိုတော့ ဟာကြီးကလည်းတကယ်ကိုစိတ်ခွန်အားရစေတယ်ပေါ့နော် ပြီးတော့ကျွန်တော်တက်ဖွဲ့တွေဒါတော်လိုင်းတက်ဖွဲ့တွေကပေါ့နော်အဲတော်တော်လေးကိုစွန့်ရင်ပြေးသွားလာတယ်အဲပြီးတော့ကျတော့ဒါစီရေးသုံးသက်တဲ့အပိုင်းတွေမှာအရန်တော်လာတယ်ပြီးတော့ပြင်မှတ်ရွေးချယ်တဲ့ဟာတွေမှာလည်းအရန်မိုက်တယ်ဘာလို့လဲဆိုတော့ခုနကလိုပေါ့နော်ရှီတန်းထွက်နေတဲ့နောက်တဲ့တရင်ဌာနချုပ်ကိုတိုက်ခတ်ရတာဒါပုံမှန်တက်ကြည့်မယ်ဆိုရင်တော့တရင်ဌာနချုပ်ကြီးကိုတိုက်ရင်ခတ်မှာပဲဆိုပြီးတော့တိကြတယ်ပေါ့နော်ဒါပေမဲ့မလွယ်ကူလားဆိုတော့လည်းမလွယ်ကူပါဘူးလာခုနကပြောလို့ပေါ့အရန်နေနေများများကျွန်တော်တက်ဖွဲ့တွေကအများကြီးအားဆိုင်ရတယ်ပေါ့နော်ဒါပေမဲ့ ပြန်ပြီးတော့စဉ်းစားမယ်ဆိုအားနည်းချက်ဖြစ်စေတဲ့ဟာတွေကိုတို့တေချာရွေးချယ်တက်လာတယ်။ရှေ့တန်းထွက်နေတဲ့တက်တခုကနောက်တန်းမှာဘလို့အင်အားကြံမလဲဆိုတာလေးကိုသိတယ်။ပြီးတော့အဲ့လိုတိုက်လိုက်ခြင်းအားဖြင့်ရှေ့တန်းမှာရောက်နေတဲ့သူတို့ရဲ့ယောက်ျားတွေသူတို့ရဲ့စစ်သားတွေပေါ့နော်။အဲ့စစ်သားတွေပါစိတ်ဓာတ်တွေပြပြကုန်တယ်။ဒါဆိုတော့အခုဆိုရင် ဒါကကိုရှင်းအောင်တန်းဌာနချုပ်ကိုတိုက်ပလိုက်တယ်။တိုက်ပလိုက်တဲ့အချိန်မှာအဲ့ဒီတက်ကနေပြီးတော့ဒါဗောဆဲကုံမှာရှေ့တန်းထွက်နေတဲ့စစ်သားတွေပေါ့နော်။အဲ့ဒီစစ်သားတွေစိတ်လက်ပြတ်ကုန်တယ်။ဟာငါတို့မိသားစုတွေတိုက်ခံရပြီ။ဟာငါတို့ပြန်ရင်တော့မှတက်မရှိတော့ဘူး။ဟာငါတို့တက်ကြည့်တော့မရှုပ်ခံရပြီ။ဒါမျိုးပုံစံမျိုးဖြစ်သွားတာ။အဲ့တော့ကြာသူသူကိုကောင်မိသားစုတွေတော့မှငါတို့လုံချောင်မထားနိုင်ဘူးဆိုတော့အကုန်လုံးလစ်ကုန်ရော။စိတ်လက်တွေကြာကုန်ရော။အဲ့လိုဖြစ်လိုက်တာနဲ့အမြအဗောဆဲကုံမှာရှိတဲ့တော်လိုင်းတက်ဖွဲ့တွေအတွက်လုံးဝဒီကောင်တွေကလုံးဝငချွတ်တွေဖြစ်သွားရော။အဲဒီတက်ဖွဲ့တွေကိုတက်ဖက်ပြန်ကူလိုက်တာနဲ့အတူတူပဲ။ဒီနောက်တန်းဌာနချုပ်တစ်ခုကိုတိုက်လိုက်တာကဒီနေရာတွေမကပဲနဲ့ရှေ့တန်းမှာရောက်နေတဲ့ဒါတက်ဖွဲ့တွေကိုကထပ်ပြီးတော့ကူလိုက်တာနဲ့အတူတူပဲပေါ့နော်။ ကြောင့်အဲ့လိုပုံစံမျိုးတွေကစစဉ်းစားချင်းချင်းပြီးတော့လှုပ်ဆောင်တက်လာတယ်။အဲပြီးတော့စီးရေးရှင်မန်းချက်တွေပုံမိုက်လာတယ်။ပြီးတော့ဖွဲ့စည်းမှုတွေပေါ့နော်။ပြီးတော့စီးလုံးမှုတွေအချင်းချင်းပူးပေါင်းပြီးတော့တိုက်ပွဲဝင်တဲ့စီးလုံးမှုတွေတော်တော်လေးကိုကောင်းမွန်လာတယ်ပေါ့နော်။အားရစရာကြီးဂျင်းနဲ့စရာကြီးတွေဖြစ်လာတယ်။အဲကျွန်တော်ပြောသွားတဲ့အထက်မှာကျွန်တော်လုံးဝ video only တိုက်တာနော်ဆိုတဲ့စကားကကျွန်တော်လုံးဝနားထဲမှာမထွက်ဘူးပေါ့နော်။ဘာဖြစ်ကျွန်တော်ဒီလိုနေမျိုးကိုကျွန်တော်တကယ်မျှော်လင့်တာပါ။အဲတော့နောက်ပိုင်းတိုက်ပွဲတွေမှာလည်းဒီလိုမျိုးတွေဖြစ်လာပြီဆိုရင်ကျွန်တော်တေချာပါအောင်မြင်မှုရပါပေါ့နော်။အဲတော့ subscribe ကိုနေခါလို့ကိုနေပေးချပါပြန်ကျွန်တော်ဒီ